လုံးပြန်လက်ရှိဖြစ်နေတဲ့နိုင်ငံရဲ့အခင်းကျင်းပေါ်မှာရောဗာများဖြစ်ဆွပြောချင်တာရှိတယ်နိုင်ငံရဲ့အခင်းကျင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်ဒီကရှင်းနေနော်အေးအဲ့ဒါပဲဗျာကျွန်တော်ဒေါသထဲဝင်ပြေးရနေဗျာအမတော်မကဝင်အခုလူတွေဘဝပြက်ကုန်ပြီခင်ဗျာအဲ့ဒါပြောတော့ဦးလေကျွန်တော်လည်းစစ်သားသားသမီးလေယူနီဖောင်းမြင်ချစ်တယ်လေတေဘောဆဲတဲ့ကောင် တေကြဖို့ကျင်းဖို့ပါတီကိုမဲပေးရေးမဲဆွဲနေသည့်တရုတ်ဆောင်နေအောင်ကစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတည်ငြိမ်အောင်လုပ်တူမှန်သည်။အကုံတက်ရမည်ဟုပြောကျင်းဖို့ပါတီကိုမဲပေးရေးမဲဆွဲနေသည့်တရုတ်ဆောင်နေအောင်ကစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတည်ငြိမ်အောင်လုပ်တူမှန်သည်။အကုံတက်ရမည်ဖြစ်ကြောင်းပြည်တွင်းစစ်လော်ဘီ Daily Grand Channel တခုသို့ထုတ်ဖော်ပြောဆိုသည်။မင်္ဂလာပါ။ဒီမှာဆိုအနေနဲ့အင်္ဂိနေနဲ့ဒီပွဲကိုတက်ရောက်ရတဲ့ရည်ရွယ်ချက်နဲ့ဆက်လုပ်ပြတတ်ပါ။ဒီရဲ့ချက်ကပြည်တော်စု ရွေးကောက်ပွဲအတွက်လေဒါကျွန်တော်တို့ဒီပါတီတစ်ခုရဲ့ဟိုဘောသူတို့စာရန်ဖတ်ပွဲပေါ့တက်ကိုတက်ရမှာနိုင်ငံသားတိုင်းရဲ့တာဝန်ရှိတယ်မဲပေးဖို့ဆိုတာအဲ့ကြောင့်မလို့ဒီရွေးကောက်ပွဲကိုလုပ်တဲ့ပွဲကိုကျွန်တော်တက်အောင်လာပြန်လာဆိုတော့ဒီပွဲကနေပြီးတော့ဗာရမြနိုင်ငံတော်အတွက်နိုင်ငံသားတွေအတွက်ဗာရမြရမယ်လို့စိတ်ရယူရင်တို့ပေးဆက်ရင်တို့ကနောက်ပိုင်းမှာပါနံပါတ်၁ကကျွန်တော်နိုင်ငံအေဂျင့်ဘူး အဲ့တော့အဲ့ဒါကိုအရေးကြီးတယ်အေးချမ်းအောင်ဒီဟာတွေကိစ္စတွေပြီးပါပဲအလုံးအငင်းချမ်းမှာအခုကဟိုတကျွေးကိုဒီတုံးဒီတိုင်းဆိုတော့ကျွန်တော်လည်းပြည်သူလူထုပဲလေအားလုံးပြည်သူလူထုပဲမြန်မာပြည်မှာနေတဲ့မြန်မာနိုင်ငံနိုင်ငံသားအားလုံးကိုအေးချမ်းစေခြင်းနဲ့အဆင်ပြေစေခြင်းနဲ့ကြော်တာပဲဒါမှမဟုတ်ဟုတ်ကဲ့ဒီနေ့ပါတီအုပ်ထုပ်ရောပါတီအင်ဂျီရောဝက်ထားဆိုတော့ဘလို့အကြောင်းမျိုးနဲ့ဝက်ထားတာလဲသိပြရလဲကျွန်တော်အဲ့လိုလေပြည်တော်ပြန့်ခိုင်းအဖွဲ့အသင်းကိုချစ် သူများဘုခိုင်းလို့မဟုတ်ချစ်လို့ဝတ်တယ်ဆိုတော့ဆိုတော့အမှုမညာရှင်တယောက်အနေနဲ့ခံယူထားတဲ့နိုင်ငံရေးခံယူချက်ဆိုဘာဖြစ်မလဲကျွန်တော်နိုင်ငံရေးခံယူချက်တွေမရှိဘူးကျွန်တော်ဆိုတာပြောသလိုပေါ့အခုပြည်ခိုင်ဖြူဘယ်လိုပြောရပြည်ခိုင်ဖြူပေါ့ဗျာဒီတော့ကြံခိုင်ဝင်ဝင်သိင်းဘယ်ရလာလဲ where this come from ကမ္ဘာလာတာနိုင်ငံတကာမှာ international မှာကြီးလိုက် every country တမရောမရှိတဲ့နိုင်ငံရှိတာအဖြစ်ဒါပဲဓမင်းဆိုင်အသိတယ်ဗျာပြောမောတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အခုနအန်ကေပြောတဲ့ထင်ပါတယ်ဗောနော်ဟောပိုဟာတီယာထဲဆိုတာတဲ့နိုင်ငံတင်ကြီးအေဂျင့်ဖို့ဆိုတဲ့ဟာပြောပြောတာဗောနော်တကယ်လို့ဒီကံပြောကတာအနိုင်ရခဲ့လို့အစိုးရဖွင့်သွင်းတင်ကြီးအေဂျင့်သွားမယ်လို့ယုံကြည်လို့ရနိုင်မလားဟာပိုပကန်ကိုဆေကဆေပန်ကိုလွတ်သွေးတယ်ခင်ဗျားလေပြန်ပြိုးပေးရလာလေဟိုတားအောင်မေးတယ်လေပြန်ပြိုးစီ come from the military တမရောလာတဲ့အဖွဲ့အစည်းများတယ်လူမျိုးပဲ တမ်းတော့မကဝဲအခုလူတွေဘဝပြက်ကုန်ပြီခင်ဗျာဒါပြောတော့ဦးလေကျွန်တော်ကစစ်သားသားသမီးလေယူနီဖောင်းမြင်ချစ်တယ်လေသေဘောရဆဲတဲ့ကောင်သေကြဘောဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီကံပြုတ်ကိုထောက်ခံလိုက်တာနဲ့ပေးဟိုဟာပေါ့လူတွေစီမအပြောဆိုခင်ဗျာမကြောက်ဘူးလားဘာလို့ကြောက်အောင်ပါသူလဲလူကိုလဲလူပဲမြတ်ကိုစက်ငန်းဒီရွယ်တွင်စီမတက်လိုက်မယ်ချောင်းတော့မလုံးနဲ့ပေါ့နော်ချောင်းလို့ကြောက်လို့ပြောတာမဟုတ်ဘူးနောက်သူများမသိအောင်လုပ်တယ်ဆိုတာအချောက် တော့မပဲအသိမပြောတော့ဘူးဗျာဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဆိုတော့အငယ်တို့အနုပညာအတိုင်းဝိုင်းမှာကလေဟောပါတီရေးအရေးတစ်ခုမှပဲဒါဒါဇောင်းပြကြတာရှိတာပေါ့နော်ဒီဘက်ကိုထွက်လာရတယ်နောက်တစ်ခုခုကအယောင်ကွေးသွားတာနဲ့ဒါပြစ်တယ်မဲဝေဖန်မဲဆေးဆိုမဲပေးပေးချင်မဲလောက်တာရှိရှိတာပေါ့နော်ဆိုတော့ဒါတွေကနိုင်ငံရေးနေပင်နဲ့စက်ဟမှုရှိလားမရှိဘူးလားဘယ်လိုသုံးသပ်လို့ရနိုင်လဲဘာပဲဖြစ်ကျွန်တော်ပြောတာရခိုင်လည်းချစ်တာဒါပေမဲ့ရခိုင်မကောင်းတာလို့ကျွန်တော်ချစ်စရာအကြောင်းမရှိဘူး မွတ်စလင်နဲ့ကြည့်ရမယ်ကျွန်တော်နိုင်ငံမှာနေတာကျွန်တော်တို့ကအင်ရှင်သူကဧည့်တယ်တဲ့အောင်နေရဒါဆရာတော်ကြီးပြောခဲ့တာကျွန်တော်ပြောတာမဟုတ်ဘူးနော်အဲ့လိုနေမှအဆင်ပြေပဲအဲ့ဒီအဆင်မပြေရင်တော့မကောင်းတော့ဘူးအဲ့တော့ဦးသားဆိုကမေးတော့မေးကမေးကနောက်ဆုံးကပါလေအဲအော်အဲ့အဲ့ဒါအဲ့ဘောငါနဲ့မတူရင်ငါရန်သူဆိုတာတော့ခင်ဗျတပင်းစားတယ်မလား use your brain ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ ပြည်သူတွေဒီရွေးကောက်ပွဲမှာဝင်ပါလာကြဖို့ပါရမီနှုတ်ဆော်ပြောချင်တယ်မနှုတ်ဆော်ဘူးပြည်တော်စုတပရမြန်မာနိုင်ငံတော်မှာရှိတယ်ဘာသာမီးလူရိုးပြီး16ရက်ပြည့်အကုန်လုံးမဲယုံကိုတွားမဲပေးကြဟိုဟာကိုပေးပါဒီဟာပေးပါကျွန်တော်မပြောတွားပိုင်ခွင့်လည်းမရှိဘူးသူနှလုံးသားထဲကပေးမယ်ဟာအေးအဲ့ပေးလိုက်လို့ရွေးတဲ့လူကတော့လွတ်တော်တဲ့ဝင်သွားတော့မှာအဲ့လွတ်တော်အပေါ်ကနေပြောမှာဆိုးဖြတ်လိမ့်မယ်အေးအဲ့ဒါကိုစိုက်တဲ့စဘာကိုရေးရမှာကြည်လို့တီဘို့ နောက်ဆုံးအနေနဲ့လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခင်းကျင်းပေါ်မှာရောဗာများဖြစ်ဆွပြောချင်တာရှိတယ်နိုင်ငံရေးအခင်းကျင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်ဒီရေရှင်းနေနော်အေးအဲ့ဒါပဲဗျာကျွန်တော်ဒေါသထွက်ဝင်ပြီးရတယ်ဗျာ တရုတ်ဆောင်လေအောင်ကအင်းအနေဖြင့်စစ်သားသားသမီးဖြစ်၍ယူနီဖောင်းမြင်လျင်ပင်ချစ်ကြောင်းကျန်းဖုတ်ပါတီသည်စစ်တပ်မှလာသောပါတီဖြစ်၍ကျန်းဖုတ်ပါတီကိုချစ်ခင်ကြောင်းပါတီမဲဆွယ်စည်းရုံးရင်းများတွင်ကျန်းဖုတ်ပါတီကိုချစ်၍ကျန်းဖုတ်အင်ဂျီအုပ်ထုပ်ကိုမိမိဆန္ဒအရဝစ်ဆင်လာခြင်းဖြစ်ကြောင်းစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတိမငင်ဖြစ်အောင်လုပ်တူမှန်သမျှကိုအကုန်တက်ရမည်ဖြစ်ကြောင်း ကျက်ဖို့ပါတီအာဏာရလာပါကတိုင်းပြည်တည်ငြိမ်အေးချမ်းသွားမည်မှာအသေးချာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသည့်နိုင်ငံရေးခင်းချင်းကတော့တိုင်းပြည်ကိုမတည်ငြိမ်အောင်လုပ်တဲ့ကောင်တို့များအကုန်သက်ကျွန်တော်ကစစ်သားသားသမီးလေးယူနီဖောင်းမြင်ရင်ချစ်တယ်လေဆဲတဲ့ကောင်တွေတေပေါ့တေကြပေါ့ကျွန်တော်ကပြည်တော်စုကြန့်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးအသင်းကိုချစ်တယ် လူများဝတ်ခိုင်းလို့မဟုတ်ဘူးချစ်လို့ဝတ်တာကျွန်တော်ကနိုင်ငံရေးခံယူချက်မရှိဘူးကျွန်တော်ကစောနာကပြောသလိုပြည်ခိုင်ဖြိုးတီ come from the military တက်မတော်ကလာတဲ့အဖွဲ့အစည်းများလူတွေပဲတက်မတော်မကာကွယ်ရင်အခုဆိုရင်လူတွေဘဝပြတ်ကုန်ပြီ နိုင်ငံတကာမှာတက်မတော်မရှိတဲ့နိုင်ငံရှိလားဟုတရုတ်ဆောင်နေအောင်ကဆိုသည်တရုတ်ဆောင်နေအောင်မှာရန်ကုန်တိုင်းတွင်းရှိကျန်းဖုတ်ပါတီ၏မဲဆွယ်စည်းရုံးပွဲများဆိုင်းဘုတ်ခွင့်ပွဲများတွင်မကြာခဏဆိုသလိုတက်ရောက်လေးရှိပြီးပွဲတိုင်းတွင်ကျန်းဖုတ်ပါတီဝစ်ဆောင်ကိုအပြည့်စုံဝစ်ဆင်မဲဆွယ်လေးရှိသည်နေအောင်ကကျန်းဖုတ်ပါတီအတွက်မဲဆွယ်၍ရင်းကိုဆဲဆူလာပါကလည်းဂယူးမဆိုင်ကြောင်းလူလူချင်းမကြောက်ဘဲစင်ပေါ်တွင်တယောက်ချင်းတွေ့နိုင်ကြောင်းချောင်း၍လှုပ်ကြံမိဆိုလျင်အချောက်သာဖြစ်ကြောင်းပြောဆိုသည်